ခိုင်စင်မီရဲ့တောက်ကံပေါ်ကန်ချက်ကအတော်လေးကောင်းမွန်ခဲ့တာဖြစ်ပါတယ်သူရဲ့ကန်ချက်အခုပေါက်ထဲကိုတိုက်ရိုက်ဝင်ရောက်သွားခဲ့တာဖြစ်ပြီးတော့မကောက်တင်ရဲ့ခန်းစစ်ကစားမတွေအချိန်မီဟန်တာထားခဲ့လို့သာမြန်မာတင်ဥဆောင်ကိုအဲပြောရင်းဆိုရင်လည်းမြန်မာတင်ခုဆောင်ကိုထက်ရသွားပြီနော်မကောတင်းကိုတောက်လျှောက်ဖိအားပေးနေတဲ့မာတင်းဒီချိန်မှာတော့ဥဆောင်ကိုထပ်ပြီးတော့ရရှိသွားခဲ့ဖြစ်ပါတယ်ပြီးခဲ့တဲ့ ပြန်ချက်တွေမှာထောက်လျှောက်ကာဝင်နိုင်ခဲ့တဲ့မကောက်အသင်းရဲ့ခံစင်းတဲ့ဂိုးသမားဒီချိန်အသင်းကောင်းဆောင်ပင်မြင့်ရဲ့အဆုံးသက်ကိုတော့အကာအကွယ်ထားနိုင်ခြင်းမရှိဘဲဒုတိယမြောက်ဦးဆောင်ကိုတော့ထပ်ပြီးတော့ခွင့်ပြုပေးခဲ့ရပြီဖြစ်ပါတယ်။ချိန်ပါလေညာချမ်းလေးပြပမှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့အေးရရဲ့မှာအဆင်သင့်ရှိနေတဲ့အသင်းကောင်းဆောင်ပင်မြင့်ရဲ့လုံးဝချိန်သားကိုခေါင်းတိုက်အဆုံးသက်ပြီးတော့ လိုအပ်နေတဲ့နောက်ထပ်အတွင်းကိုတခုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်နေပြီဖြစ်ပါတယ်။ညာချန်ကနေခိုင်စင်မင်းရဲ့ဖြတ်ချိုးပေးမှုကအတော်လေးတိကျကောင်းမွန်နေပြီးတော့ပင်မင်းရဲ့အဆုံးသက်ကလည်းလုံအောင်အမှားယွင်းကင်းရတာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိချိန်မှာတော့ပွဲစားချိန်မိနစ်20အတွင်းမှာပဲမြန်မာအသင်းအတွင်းကိုနှစ်ခုတော့ရှာဖွေသွားနိုင်နေပြီဖြစ်ပါတယ်။